အားလုံးမင်္ဂလာပါကိုလင်းလေး YouTube channel ရနေကြိုဆိုပါတယ်ဒီနေ့မှာတော့သတင်းတစ်ပုဒ်အဲဖားနဲ့ငါးနဲ့ခွဲတာပါဗျာနော်ဆိုတော့သတင်းတစ်ပုဒ်တော်တော်ရေးကြီးပါတယ်ဒီသတင်းမျိုးတွေကကျွန်တော်တို့တစ်ချိန်မှာဒီလက်မှတ်တွေဒီစုတွေကတစ်ချိန်မှာဘာလဲဆိုတာသိရမယ်စုတွေပါ DVB မှာလွှင့်လာပါတယ်ဆိုတော့ စစ်ကောင်စီကနေပေးတဲ့လူမှုထူးချွန်စုကိုတတ်ထောက်ခံသူဒိန်းတော်အပါဝင်ဆက်နှစ်ဦးရခေါင်းစဉ်မှာစတယ်နော်ဒီနွားနာမည်ခေါ်ရတာဗဇက်တော့ရတနဒါပေမဲ့ဘသူတွေပဲဝါတွေဆိုတာသိအောင်တော့နည်းနည်းတော့ကြည့်လိုက်ကြပါဗျအမျိုးသားနေအထိမ်းမှတ်ဖြစ်ဘွယ်ဒူးကုံဒူးတွေကိုအာနာသိန်းစစ်ကောင်စီကနိုဝင်ဘာ14ရက် ဒီနေ့မနက်ကပေးအပ်ချင်းမြင်ရမှာတော့တက်တောက်ကန်သူဟာသာသိဆောင်ဒိန်းတော်ငင်းချံအုံဒီနဲ့အုံဒီခိုင်နှင်းဝေနဲ့ဝေလူကျော်အပါဝင်၁၂ယောက်ကလူမှုထူးချွန်စုတွေရရှိခဲ့ပါတယ်ဒိန်းတော်အနေနဲ့ကတော့နော်ဘာဖြစ်လဲရုပ်ရှင်တွေဗီဒီယိုတွေကြော်ညာတွေဇက်ပွဲတွေမကရလဲဘာဖြစ်လဲနော်ငင်းချံတို့ဆိုရဲအုံဒီတို့နော် လူမှုထုံးချုံစုတွေရနေရပဲเนาะဘယ်တော့ပြောင်းပြောင်းတည်းလုံနိုင်လဲเนาะအဲ့ဒီဆိုတော့စစ်တပ်ကပေးတဲ့လူမှုထုံးချုံစု ပထမအဆင့်ပထမအဆင့်เนาะပထမအဆင့်ပထမအဆင့်ကိုဟာတာသေးဥဆောင်ဒိန်းတော်ဒိန်းတော်နဲ့ဒါရိုက်တာစင်ယုံမောင်မောင်တို့ကရရှိရဲ့ စစ်ကောင်စီကပေးတဲ့လူမှုထူးချွန်စုရဲ့ပထမစုကိုဒိန်းအောင်နဲ့ဇင်ယောမောင်မောင်တို့ကရရှိရဲ့လူမှုထူးချွန်စုရဲ့ဒုတိယအဆင့်ကိုတော့ဟာတာတေယုတ်ဆောင်ငိန်ရန်တေယုတ်ဆောင်ဝေလူကျော်နဲ့ခိုင်နှင်းဝင်တို့ကရရှိခဲ့ပါတယ်ဘာမှမလုပ်လဲလူမှုထူးချွန်စုတော့ရတယ် ဒါခိုင်နေဝေတို့အဲဝေလူကျော်ငင်းရမ်းပေါ့နော်ပြန်တိုင်းရနေပြီးတော့ဒိန်းတော်ကိုအဲပွဲတွေငှားတာတွေဘာတွေထည့်ထည့်ပြီးတော့မတုံးတဲ့အခါကျတော့နော်ဒီလိုဟိုထောက်ခံပွဲတွေမှာကျတော့ခေါ်တုံးနေတော့စုတစ်ခုတော့ပေးတဲ့ဆိုပြီးတော့ဝိုင်းထောက်ခံလို့ပေးလိုက်တာတဲ့သူတယောက်တည်းတော့မဟုတ်ဘူးငင်းရမ်းနဲ့အုံးသီးကိုပါပေးလိုက်တာလို့ဆိုပြီးတော့စစ်တပ်နဲ့ပတ်သက်တဲ့အဲ အဲစူပီရေးချေအဖွဲအဝင်ဝိုင်းရနေပြီးတော့အဲပြောလာတယ်ဗောနော်။အင်းစစ်တပ်ကဒါဒိန်းတော်တို့အုံစီတို့ချွတ်တိတ်လိုက်တာပွဲမငါလည်းပွဲငါမလိုက်ကလည်းမင်းတို့စိတ်မမူနဲ့မင်းတို့အနည်းဆုံးတော့စုတော့မင်းတို့ဖန်တီးပြီးတော့ပြေးမယ်အဲမင်းတို့တော့ဆရာရှိတဲ့ဆက်မမင်းတို့မဆရာရှိတဲ့ဆက်မဘာညာဗော။ ခိုင်ဝင်းခိုင်နင်းဝေတို့ဝေလူကျော်တို့ထုခန့်ကျော်တို့ကတော့စစ်ကားတွေမှာဝင်ရိုက်ပြီးလို့လူမှုထူးချွန်စုပေးတာလို့အဲအဲ့ဟိုစုပေးဖို့ရွေးချယ်ပေးအဖွဲ့ရနေပြီးတော့အဲ့လိုပြောတယ်ပေါ့နော်လူမှုထူးချွန်စုတတိယအဆင့်ကိုတော့တေဥဆောင်ထုခန့်ကျော်အုံဒီဥတိန်ညွန့်အပြင်ဒါရိုက်တာတွေဖြစ်တဲ့ညုံမင်းလွင်ကိုဇော်အာယုံဦးနဲ့ကျော်စောလင်းအတွေးအတွေးပုံရေးတို့ကိုစစ်ကောင်စီကနေပြီးတော့ လူမှုထူးချွန်စုတတိယအဆင့်ဆိုပြီးတော့ပေးတာဖြစ်တယ်။မှတ်တယ်နော်။ဆိုတော့ဒီဒီလူမှုထူးချွန်စုတွေကိုဟိုစစ်တပ်ကပေးတာဒါပြီးခဲ့တဲ့နှစ်ကတော့စုမြတ်သူစာတို့မေတင်စာဦးတို့ခန့်စီသူတို့ဟိုဥစားပါလေဆောင်းနေလေးတစ်ထည်ရိုက်တာရိုက်ထားတဲ့ကောင်လေးတော့လည်းရတာဘူးတယ်နော်ဟိုငေုတ်တီးဘလောက်ဆက်လဲ နေရနေငယ်စစ်မှာတော့ပါတော့အဲ့မဲ့အဲ့လိုလူမှုထူးချွန်စုတတိယအဆင့်ကိုဇတ်တပင် လောကမှာရဲ့နာမည်ကြီးတဲ့တင်မောင်ဆမ်းမင်းဝင်းနဲ့ဗရမ ्या ကိတ်ခိုင်တို့ကိုစစ်ကောင်စီကပေးခဲ့ပါတယ်အာနာသိမ်းပြီးတဲ့နောက်ပိုင်း လူမှုထိုးချွန်စုကိုရန်အောင်ရဲအောင်ခန့်စီသူစိုးမြတ်သူစွာမေတင်စာဟုခန့်တင်းကြည်နဲ့မေတန်နုကိုရောကလည်းအရန်ရရှိခဲ့ပူပါတယ်။ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီသတင်းကဟိုဒါကဟိုအမှန်တကယ်ဘုံမတွေပေါ့နော်။ဒါလူမှုထိုးချွန်စုရတယ်ဆိုတဲ့ပုံကိုရတာအမှန်တကယ်ဘုံမတွေပေါ့။ဟိုလုံးဝမမထန်ထန်မတယ်ပေါ့ဗျာနော်။အဲဇင်ယောမမောင်တို့ ဲဒီကြားထဲမှာပါလာတာတော့နော်ဥတိန်ညွန့်လို့အေးပေါ့အေးပေါ့ဘာဖြစ်ဖြစ်ဘောမဘောမပဲပေါ့နော်ဆိုတော့သူတို့မလုပ်ပဲတယ်ဘာယူမပြုတ်မိမိမှုပေါ့ကိုပြုတ်တဲ့တန်ကိုခံပေါ့ဆိုတော့ကဲဒီကြားတာတော့ဘောမတွေကတော့ဘောမဖြစ်ကြောင်းအရန်ဘောမဖြစ်ကြောင်းလိုင်းနဲ့ဘောမဖြစ်ကြောင်းအစင်ဘလောက်သတ်မှတ်ထားကြောင်းထုတ်ဖို့ပြောကြတဲ့တဲ့င်းမှာဆိုတော့ ကျွန်တော်တို့ပြည်သူတွေဘက်ကလည်းတာဝန်အဝတ္တရားအရာ social punishment ကိုထဲထဲဝင်ဝင်လှုပ်ဆောင်ဖို့လိုအပ်နေပါပြီဗျာဆိုတော့ရွေးကောက်ပွဲနဲ့ပတ်သက်တာကောရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကြော်ညာပြီးတဲ့ခေတ္တမိုင်းကိုဒုံဆိုင်သူများကို boycott လုပ်သလိုအခုလူမှုထူးချွန်စုပေးတဲ့ဥပညာရှင်လို့ခေါ်တဲ့အောက်တန်းစားဖတ်ခွက်စားကိုဂျိုးကြည့်ပြည်သူကိုဂယူးမဆိုင်သူများကိုလည်း ဘိုက်ကောက်လုပ်ပြီးခြင်းဖြင့်ပါဝင်ပေးကြပါလို့မေတ္တာရက်ခံရင်းနဲ့သတင်းလေးကိုပြောပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါအကြီးတော်အောင်ကိုအောင်ပါပဲဗျာ